နောက်ပြန်အောင်တို့ပါလားရှိရဲ့နေ့ပုဒ်တော်ဟူနေ့အတွက်နောက်ဆုံးရမူလီမတာခမှန်ချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။မြန်မာနိုင်ငံရဲ့မိုးရသည်ကုန်ဆုတ်ဖို့တပတ်ခန့်သာလိုတော့တဲ့အချိန်မှာဒါနီညာဖြစ်စဉ်ကြောင့်အခါလုံမိုးတွေရွာသွန်းလိုက်ဒီတာမလို့စိုက်ပျိုတောက်သူတွေအနေနဲ့မိုးလေဝသတည်နေကိုအဆက်မပြတ်ရယူထားကြဖို့တိုက်တွန်းလိုပါတယ်ရှင်။မနေ့ပြန်အတွက်မိုးရသွန်းမှုခန့်မှန်ချက်တွေကိုပြောရရင်ကရင်ပြည်၊ရှမ်းပြည်ရှေ့ပိုင်းနဲ့မြောက်ပိုင်း၊ကချင်ပြည်၊ရခိုင်ပြည်၊စကိုင်းတိုင်းထက်ပိုင်း၊နေပြည်တော်နဲ့ပဲခူးတိုင်းတို့မှာ နေရာကျကျမိုးရနိုင်ပြီးမွန်ပြည်မှာတော့နေရာကွက်ပြိုးမှုကြီးနိုင်ပါတယ်။စကိုင်းတိုင်းထပ်ပိုင်းနဲ့မကွေတိုင်းတို့မှာတော့နေရာကွက်ကြောင်မိုးရနိုင်ပါတယ်။ဒေသအလိုက်အထူးခန့်မှန်းချက်တွေအနေနဲ့ကတော့ဒီကနေ့ညပိုင်းမှာကြကျပြည်နယ်တစ်ခုလုံးမှာမိုးရနိုင်ပြီးတနိုင်းခန်းကြီးမြစ်ကြီးနားဗမော်မြို့လာနဲ့မော်လိုက်မြို့တွေမှာမိုးတင်းတင်းကနေနေရာကွက်ပြိုးမှုကြီးနိုင်ပါတယ်။ကလေးဟာခါမအူပင်ဖေခေါအောက်ပန်းနဲ့နန်းလန်မြို့တွေမှာတော့မနက်ရှင်မှာနေရာကွက်ပြိုးမှုကြီးနိုင်ပါတယ်။ ။ဒါကြောင့်တောက်ပေါ်ဒေသနေထိုင်သူတွေအနေနဲ့တောက်ကြရေးစီစဉ်တာ၊မြေနှိပ်ပိုင်နေထိုင်သူတွေအနေနဲ့ရုပ်ပြည့်ရေးကြီးရာတွေကိုသတိပြုဖို့လိုအပ်ပါမယ်။မိုးတိမ်တောင်တွေဟာကချင်ပြည်၊ရခိုင်ပြည်၊ကရင်ပြည်၊မွန်ပြည်၊ရှမ်းပြည်အရှေ့ပိုင်းနဲ့တောက်ပိုင်း၊စကိုင်းတိုင်းထက်ပိုင်း၊ဧရာဝတီတိုင်း၊ရန်ကုန်တိုင်းနဲ့တနင်္သာရီတိုင်းတို့မှာဖြစ်ထွန်းမှုအားကောင်းနေပါတယ်။ဒီမိုးတိမ်တောင်တွေရွေ့လျန်ရနေတဲ့တခြားမှာလေပြင်းတိုက်ခတ်တာနဲ့မိုးကြိုးပြတဲ့ဖြစ်စဉ်တွေဖြစ်နိုင်တာကြောင့်သတိပြုသွားလိုက်ကြဖို့တိုက်တွန်းလိုပါတယ်ရှင်။ မြမပင်လေပြင်းတွင်းမှာတော့တာယာတဲ့နေ့လေးတွေအစာပြုနေပြီးမလို့ပင်လေပြင်းခရီးသွားနေတဲ့ကန်ဒီကန်ဝေးရေလောက်သားဦးကြီးတွေအတွက်ဆွေးပူဝင်ဖွယ်ရမရှိနိုင်ပါဘူးအခုနှစ်ဆောင်ရသည်ဟာအစွန်းရရသည်ဥတုဖြစ်တဲ့လာနီညာဖြစ်နိုင်ခြင်းဟာ80ရာခိုင်နှုန်းရှိနေတယ်လို့မူလဝတ္ထပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်ဒါကြောင့်နိုဝင်ဘာလကုန်ပိုင်းအထိခါလွန်မိုးနဲ့ဖြက်မိုးရသွန်းနိုင်ခြင်းဟာအလွန်ကုန်များပြားနေပါတယ်စိုက်ပျိုတောက်သူဦးကြီးတွေနဲ့နေလန်းစားချက်လုပ်ဖို့ပြင်ဆင်နေတဲ့စားတောက်သူကြီးတွေအနေနဲ့သတိပြုရအောင်ပဲကာလပဲဖြစ်ပါတယ် မိုးနောက်ကလာဟာအော်တိုဘာလ12ရက်နေ့မှာကုန်ဆုံးပြီးအော်တိုဘာလ13ရက်နေ့ကနေစတင်ကတိုင်းနယ်ပြည်နယ်အလုံးမှာညပူချိန်လေးကျဆင်းလာပြီးဆောင်ရက်ဒီရဲ့ခြံအမှုကို စတင်ခန်းစားရမှာဖြစ်ပါတယ်။မူလဝတ္တဖြစ်စဉ်တွေဟာအချိန်နဲ့ညပြောင်းလဲနေတာကြောင့်ကျွန်တော်တို့ CD platform ကနေနောက်ဆိုရမူလဝတ္တခံမှန်းချက်တွေကိုဒီနေ့ကိုနှစ်ချိန်နဲ့မပြတ်မကွာဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။